အာသာဝါနာရှင်ဒီကောင်လုံးများလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဂျွန်လာ28ရက်နေ့နောက်ဆုံးရအာစနယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းကိုလည်းကျေးဇူးတင်ပါတယ် ကယ်ဖရောင်းသတင်းပုတ်ကတော့သတင်းကောင်းတွေပဲစလိုက်အောင်ဒီမနက်ခင်းသတင်း၄ပုတ်မှာတော့သတင်းကောင်းလဲပါတယ်သတင်းဆိုးလဲပါတယ်သတင်းကောင်းကဘာလဲဆိုတော့ PBC ရိုမာနိုရဲ့ပေါ်ပြထားချက်ရဆိုရင်တော့အာဆင်နယ်တို့ရဲ့တိုက်စစ်မှုရေဒါထဲမှာဆက်စကိုနဲ့ယောဂရက်နှစ်ယောက်စလုံးကရှိနေတုံးပဲအာဆင်နယ်ကဒီပလီယာ၂ဦးကိုနေ့တိုင်းတွေ့ဆုံဆွေးနွေးမှုတွေတလဲစီဆွေးနွေးမှုတွေထောက်ရှောက်လုပ်နေတယ်။နှစ်ဦးတည်းကဘသူ့ကိုခေါ်သွားမလဲဆိုတာအတိအကျမသိရသေးပေမဲ့သူကိုယ်တိုင်လည်းစောင့်ကြည့်နေသေးပဲဖြစ်တယ်။ ဲ့တော့ရိုမာနိုရဲ့ပြောသားချက်ရဆိုရင်တော့အာဆင်နယ်ကဒီຫນွေဈေးကွက်မှာတိုက်စစ်မှုတူချင်းသေးဝင်မယ်ဒီနှစ်ယောက်ထက်တူလဲဖြစ်သွားနိုင်တယ်ဆိုပြီးတော့ရိုမာနိုကပြောသွားတယ်ဒီအောင်သူမနေ့ကနေ့လယ်လောက်ကဒီ YouTube podcast စီစဉ်တခုမှသူပြောသွားပါဘောလေအဲ့တော့ရိုမာနိုတို့ Austin တို့လိုမျိုး class တစ်ခုရှိတဲ့သတင်းထောက်ဆရာတွေဒီလိုသတင်းတွေကြားလာရတယ်ဆိုတာကကျွန်တော်တို့ဆိုပျော်စရာပဲအခု Arsenal fan တွေကဘာဖြစ်လဲဆိုတော့မောင်ဖြူရောက်လာတယ်မောင်ဒီရောက်လာတယ် တောင်ပန်ကစားသမားနဲ့တိုက်စစ်အထောင်ကစားသမားမဟုတ်တဲ့အတွက်အပြည့်အဝမပြောကြဘူး။တကယ်လို့ဂျင်နာကတိုက်စစ်မှုတဦးရဲ့ဝင်းကားပချက်မှာမာတီနေထပ်ပို့ပြီး upgrade ဖြစ်တဲ့ကစားသမားတယောက်ကဘူကောက်ဆက်ကအရင်အဲ့ကစားသမားမျောလိမ့်နေ။အဲ့တော့ကျွန်တော်တို့စီရောက်လာတာကကွင်းလေရောက်လာတဲ့ခန်စီရောက်လာတဲ့ဂိုးသမားရောက်လာတဲ့ဒီနေထားမှာအာဆင်နယ်ဖန်တွေအများစုမျောလိမ့်နေခဲ့တဲ့တိုက်စစ်မှုနဲ့ပတ်သက်ပြီးရိုမာနိုရဲ့ပြောစကားရဆိုရင်တော့ဆက်စကိုနဲ့ယောဂရက်နှစ်ဦးတည်းတဦးကိုကျင်းသေးခေါ်လိုက်မယ်။ အားကြီးတို့ဒီနေဇေကောမှာတိုက်စစ်မှုတူမရရအောင်ခေါ်ပါလိမ့်မယ်ဆိုပြီးသူကိုယ်တိုင်ပြောသွားတယ်အဲ့တော့သူကိုယ်တိုင်တော့ဂရီကိုခံပြီးပြောထားဆိုမှာတော့ကျွန်တော်တို့ကဘာကြောင့်မတင်ဆက်ရရပါလဲကျွန်တော်ညီကိုတွေကဘာကြောင့် မျောလင်ရေးရမှာလေအဲကြောင့်မို့လို့ရိုမာနိုရဲ့ပြောစကားရဆိုရင်တော့ဗစ်တာယောဂရက်နဲ့ဆက်စကိုနှစ်ဦးရတူရောက်မယ်ဒါပေမဲ့ဆက်စကိုရောက်လို့ရှိရင်လေယောဂရက်ကိုလွမ်းနိုင်မဲ့သူတွေရှိတယ်ယောဂရက်ရောက်လာတဲ့ခါကျရင်လေဆက်စကိုကိုလိုချင်တဲ့လူတွေကရှိနေဦးမှာပဲအဲ့တော့ဘယ်သူ့ကိုပဲဝယ်ဝယ်တေချာတစ်ခုကတော့လက်ရှိအချိန်အောင်ဆုံးရအချိန်နေရဆိုရင်တော့အဲ့ဒီကစားမနှစ်ဦးသောယူအန်း80အထက်ပဲစပိုတင်းကိုသွားပြီးမေးတဲ့ခါမှာတန်း80နဲ့100ကြာယူအားဖြစ်ဆိုရင်တစ်ဖက်က ဒီ RB Leipzig ကိုသွားမိတဲ့ခါမှာလေယူတန်း80နဲ့ယူတန်းတရာကြာကြိုက်တဲ့သူခေါ်ယူတန်း80အထက်တွေရွေးကြသေးတယ်ဒီအချိန်နေမှာယောဂရက်ကတော့လည်းနည်းလုခရစာနေမယ်ဆက်စကောတော့လုခရစာများမယ်တချို့ report တွေရဆိုရင်တော့ဆက်စကောကအခြားတောင်းဆိုတဲ့ဟိုအခြားပါစင်နဲ့အပိုင်းနေရှိရဆိုပေမဲ့ဒါတွေကလည်းအတီးယူလို့ရတဲ့သတင်းဌာနတွေမဟုတ်တာဖြစ်တဲ့မှာပေါ်ပြတော့ဘူးဒါပေမဲ့ခေါ်မယ်ဆိုရင်တော့ အာဆီနိုဘိုင်နင်းတက်ပြီးမကြာခဏသတင်းတွေထွက်နေခဲ့တဲ့ယောဂရက်ကတော့ပို့ပြီးလွယ်ကူနိုင်ချေရှိတယ်။ဒါပေမဲ့ခုနောက်ပိုင်းဆက်စကိုဘက်ကလာတဲ့ marketing ရလည်းသိရတိုင်းပဲအာဆီနိုဖော်လိုလောက်တာနဲ့ဘာညာနဲ့အဲ့လိုဆိုတော့ဘသူပဲရရောက်ပါကျွန်တော်ကတော့ဘောလုံးပရိုကစားသမားဖွားတွေကလက်ရှိအချိန်ကြီးအထောင်တိုက်စစ်ကစားသမားတအုပ်ဖြစ်ဆော့လာတဲ့ဘယ်လိုကစားသမားမျိုးမဆိုကျွန်တော်ကကြိုးဆိုတယ်။အရေးကြီးတာကတိုက်စစ်ရေအောင်တောင်းပန်ရေအောင်ကစားသမားကိုဝယ်ပြီးတော့ဈေးကွက်ပိတ်မတော်ဘူးပဲအရေးကြီးရယ်။ကဲဒုတိယမြောက်သတင်းတစ်ပုဒ်ဒါကတော့သတင်းဆိုးပါ။ မနေ့ကတော့ကျွန်တော်၄ရောက်မြောက်ဟီဝီကိုဖြစ်တော့မယ်ကစားသမားဆိုပြီးကျွန်တော်ကိုယ်တိုင်ပြောခဲ့လို့လက်စစ်ဘောကပိတ်မှလည်းကျွန်တော်ဟီဝီကိုလှုပ်ထားခဲ့တဲ့ player ဖြစ်တဲ့ခရစ်စတီယန်မော်ကွေယာပေါ့လေခရစ်စတီယန်မော်ကွေယာနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ရဲ့ကမ်းလမ်းမှုပထမချိန်ကမ်းလမ်းမှုပေါင်အားဖြင့်ဆိုရင်16တန်းဆိုတဲ့ပမာဏကိုတစ်ဖက်ကဗလင်စီယာတင်းကပယ်ချလိုက်တယ်။ဒါပေမဲ့သူတို့ကချက်ချင်းကြီးပယ်ချရမုံနော်။ဆွေးနွေးတယ်။ payment structure ဘိုင်းမဲ့မကြိုက်တာလား။ဒီကစားသမားနဲ့ပတ်သက်ပြီးပိုးပြီးလောဘတက်သွားလားမသိဘူး။ကစားသမားကစာချုပ်က12လပဲကျန်တော့တယ်။ အဲ့ဒီနေထားပါသူတို့တွေနဲ့ဒီကစားမောက်ကိုဆက်ပြီးထိန်းညင်တဲ့ဆန္ဒလေးနည်းနည်းရှိနေသလိုအာဆင်နယ်ကြီးကလည်းငွေထပ်ပြီးတူတောင်းညင်တိုင်းပဲအာဆင်နယ်ပထမကန်လန်းထားတဲ့ပေါင်16တန်းဆိုတာ UO အဖြစ်ဆိုရင်16တန်းလောက်ရှိရပမာဏအခုသူတို့ကအာဆင်နယ်ကြီးကနေပြီးတော့ UO တန်း20ကျော်လိုချင်တယ်ဈေးကွက်တန်းကြီးက UO တန်း30ရှိရကစားမဗျာ25တန်းနဲ့တန်း30ကျားလိုချင်တယ်ဒါပေမဲ့အခုနောက်ဆုံးကျွန်တော်ကြားထားတော့မာကာစီယာရတဲ့တရင်ရဆိုရင်တော့အာဆင်နယ်ကဒုတိယကြိမ်ကန်လန်းမှုဖြစ်ပေါင်16တန်းနဲ့ကန်လန်းရတဲ့ကြားကြီးရတယ်တော်သိပြီလေ ဲ့လောက်ဆိုတော့စာချုပ်တစ်နှစ်ကြံကစားမောက်သူတို့ရောင်းသိမ့်ပြီလို့တော့ထင်တယ်ဒီနေရာမှာဘာကြောင့်ကျွန်တော်ဒီအပိုင်းနဲ့ပတ်သက်ပြီးဟီဝီကိုစောစီးလောက်ခဲ့လဲဆိုတော့နံပါတ်1အဲ့ဒီကစားမောက်အာဆင်နို yes လို့ပြောပြီးဒါကကျွန်တော်နဇုံနှစ်ပြားကြားရမို့ရိုမာနိုကိုယ်တိုင်ပြောထားတာကစားမောက်အာဆင်နိုလာခြင်းနဲ့အာဆင်နယ်ရဲ့ဒီစားမောက်ခေါ်ခြင်းနဲ့ငွေကိုလည်းရှော့ရှူပဲကန့်လန့်မှုစောစီးလောက်ခဲ့တယ်အားလုံးအဆင်ပြေတယ်နောက်တစ်ချက်ကဘာကြောင့်ကျွန်တော်ဟီဝီကိုလောက်လဲဆိုတော့တစ်ဖက်ကဘလင်စီယာကကန့်လန့်မှုလောက်ပြီးတော့ ဆနှစ်နာရီကျော်ကြာတဲ့အထိပယ်ချာခြင်းမပြုခဲ့ဘူးအဲ့အချက်တစ်ချက်ရှိတယ်ကျွန်တော်ပထမတော့ကျွန်တော်သိရပါဘောလေကစားသမားတို့ကိုသွားပြီးကန်လန့်ပြီဆိုအနည်းဆုံး3-4နာရီတွင်ပြင်ပြီးပယ်ချလိမ့်ရှိတယ်အခုကတေချာဆွေးနွေးပြီးတော့မှနောက်ပိုင်းဘလို့ဖြစ်ပြီးတော့အာဆင်နဲ့ညှိမြတော့လည်းမသိဘူးပယ်ချလိုက်ဒါပေမဲ့သူတို့အများကြီးမတောင့်ခံနိုင်ဘူးကစားသမားတဦးကိုကလတ်တင်းတစ်ခုကအခြားအသင်းကိုမရောမဲနဲ့ပယ်ချတာနှစ်မျိုးပဲရှိရဲ့အဲ့ဒါအဲ့ကစားသမားကိုဈေးပိုရတဲ့အသင်းတွေကိုရောင်းကျင်တာရဲ့ဒါပေမဲ့ကိုယ့်ကလတ်တင်းမှာစာချုပ်ထပ်ပြီးတက်တန်းတို့ပြီးချုပ်နိုင်မယ်လို့ ထင်တဲ့အတွက်အဲ့နှစ်ချက်ပဲရှိရဒါပေမဲ့အဲ့နှစ်ချက်စလုံးနဲ့ကိုက်ညီလာဆိုလက်ရှိတရားဝင်ဆွေးနွေးတဲ့အာဆင်နယ်တသင်းပဲရှိရနောက်တစ်ချက်ကဒီကစားသမားကဘလင်စီယာမှာတတန်းနိုဘီဆက်နေမလားဆိုတဲ့အပိုင်းကအာဆင်နယ်ကို yes လို့ပြောပြီးဖြစ်တာဖြစ်တဲ့အတွက်ဖြစ်လာနိုင်ရင်အမှဆက်နေနိုင်ရင်နေတယ်အဲ့ဆိုတော့အသက်20အရွယ်ဒီကစားသမားကိုတော့အာဆင်နယ်တို့ကမရမကခေါ်ဖို့အတွက်ပြင်ဆင်နေတယ်အထူးသဖြင့်ဒီအာရှာတိုးတွေမတိုင်မှာဒီကစားသမားကိုအသင်းရဲ့စကော့မှာပူပေါင်းသွားစေခြင်းနဲ့အန်ဒရီဘာဒါရဲ့ဆန္ဒကိုတော့ မြန်မြန်ပဲဒါအာဆီဒတောင်ဝင်ရှိသူတွေကလည်းပုံဖော်ပေးနေတာတွေ့ရတယ်ဗောလေအဲ့ဆိုအိုင်ဒါအတွက်ဆိုလို့ရှိရင်တော့ဂေဗီယယ်မကိုင်းနဲ့ဝီလန်ဆာလီဘာနေရာမှာအရန်ကောနေပရက်ရှာပေးနိုင်မဲ့ကစားသမားနှစ်ယောက်ကိုလည်းအနားပေးလို့ရပြီးရိုတေးရှင်းလုပ်လို့ရမဲ့စပိန်သားတူကိုထပ်မံပေါင်းထည့်နိုင်မှာဗောလေတတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါရိုမာနိုရဲ့ပါတီနဲ့နော့ကက်ကိစ္စကိုပြောပါဗောလေလက်ရှိအချိန်မှာတော့ပါတီထွက်လို့နော့ကက်ရောက်လာတယ်လို့ထင်နေကျွန်တော်ညီကိုကြီးအများကြီးပဲဒါပေမဲ့လည်းကျွန်တော်ဟိုတနေ့ကရှင်းပြခဲ့ပြီးနော့ကက်ဒီ ဒါဂျော်ဂျီနီဝဲနေရာအတွက်ခေါ်တာပါတီကအရင်တော့ကဇူဟီမန်ဒီရောက်လာတယ်ကွာသူကဂျော်ဂျီနီဝဲနေရာရောက်သွားပြီအဲ့တော့ပါတီထွက်သွားတယ်ဆိုတာကဘယ်သူအတွက်ပါဆိုကျွန်တော်ပြောယူပါရင်အခုရိုမာရိုရဲ့ဖော်ပြထားချက်ရဆိုရင်တော့တောမတ်ပါတီအာဆီနီကဘာကြောင့်ထွက်ခွာသွားလဲဆိုတော့သူ YouTube podcast မှာပြောသွားတယ်အဲ့ဒါကတော့နံပါတ်1လောက်ခရတာညှိမရတာပါတီဂျော်ဂျီနီရဲ့လောက်ခရတာကိုအာဆီနီကမပေးနိုင်ဘူးဒါကနံပါတ်1ချက်နံပါတ်2ချက် ပါတီကစားခြင်းနဲ့တရားသူကိုဗနပွဲဆိုတဲ့ပွဲပွဲကြီးအတွက်ကိုအာဆင်နဲ့မပေးနိုင်ဘူး။အာဆင်နဲ့သင်းရဲ့ကွင်းလက်ဒီယန်ရိုးမှာဇူဘီမန်ဒီပဲသုံးပါ။ပါတီဒီဂျော်ဂျီညိုလူမျိုးမနစ်ကလူမျိုးကွက်ပြောက်နေနေပဲဝင်ပြီးစောမနေတာသူ့အတွက်တီးတန့်ပွဲမရှိဘူး။ဒီပိုင်းမှာလည်းပါတီနဲ့ညှိမြောက်။နောက်ဆုံးချက်ကတော့စာချုပ်တက်တန်အာဆင်နဲ့အသက်30ကျော်ကစားသမားဆိုတစ်နှစ်ပဲတက်တန်တို့တယ်။နောက်ပြီးတော့ပလက်အပိုတစ်နှစ် ဒါကလည်းနှစ်ဦးနှစ်ဖက်သဘောတူမှာအသက်သွင်းလို့ရတာအရှိကဂျော်ဂျီညိုကိုမနေ့ကလုတ်ခဲ့တဲ့အတိုင်းပေါ့လေဒီသုံးချက်လုံးအာဆင်နေနဲ့ပါတီကညှိမြတာဖြစ်တဲ့အတွက်ပါတီကထွက်ခွာသွားတယ်အဲ့တော့ဘသူမှန်းနဲ့ဘသူမှားတယ်တော့မပြောတော့ဘူးနောက်ဆုံးရအခြေအနေရဆိုရင်တော့ဘလို့မှသဘောထားမတိုက်ဆိုင်လို့လမ်းခွဲသွားတယ်အဲ့ဒီညမှာတချို့ report တွေကျွန်တော်တွေ့ပါတယ်အန်ဒရီဘာတာနဲ့ဒီကိုမာတော့ပါတီရစာချုပ်ဖြတ်တင်ကြီးပြီးပြီးထွက်လာခဲ့တဲ့ကြောင်းတော့ရန်စာရှိခဲ့ဘူးတာဖြစ်တဲ့အတွက်အခုအာဆင်နဲ့အာဇာထိုက်တာတဲ့အန်ဒရီဘာတာဖြစ်လာတဲ့အခါမှာအန်ဒရီဘာတာဒီနဲ့ တတမတူဘယ်ယူချက်လိုက်တယ်ဆိုတော့တတင်းနဲ့ထွက်လာတယ်။ကျွန်မဖေဘီဆိုရိုမန်နိုရဲ့ဖော်ပြထားချက်အရဆိုရင်တော့လက်ရှိအာဆင်နယ်အသင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါအသက်30ကျော်ကစားသမားတယောက်မှမရှိဘူး။ဒါကအနာဂတ်စီမံကိန်းအတွက်ဆိုလို့ရှိရင်တော့ကောင်းတဲ့အတွေ့အကြုံရှိကစားသမားတဦးတော့လိုအပ်တယ်ပေါ့လေ။အသက်ငယ်တဲ့ကစားသမားတွေအများကြီးရှိရဆိုတာတော့မှန်တယ်။ဒါပေမဲ့အဲ့ဒီကစားသမားတွေကိုထိန်းချုပ်ဖို့အတွက်အတွေ့အကြုံရှိအသက်30ကျော်ကစားသမားတူကတော့အသင်းတစ်သင်းမှမဖြစ်မနေလိုအပ်တယ်။အဲ့အတွက်အာဆင်နယ်ကနော့ကတ်စ်ကိုဖိရဲဆိုပြီးတော့သူကပြောသွားတယ်။ ဒီပြောင်းရွှေ့မှာအာဆင်နယ်လှူရှားသွားတာတော်တော်လေးမြန်ဆန်ပြီးတော့ပြောင်းရွှေ့ကြီးယူ17တန်းပလက်အပိုဆူကြီးနဲ့ပဲတမ်းပြီးကန်လန်းသွားတာအာဆင်နယ်တို့ကန်လန်းပြီးအာဆင်နယ်ကကစားမောက်ဆက်သွယ်ပြီးဆိုတာနဲ့နော့ကက်ကချက်ချင်းပဲအာဆင်နယ်ပြောင်းကျင်တယ်ဆိုပြီးတော့ဘရန်ဖို့အတီးပေးလိုက်တယ်ပရမအာဆင်နယ်တို့ကန်လန်းမှု မတိုင်ခင်တုန်းကနော့ကက်ကအဲ့ဒီဘရန်ဖို့မှာပဲ ကစားသမားဘဝအပီတိနေဖို့သူကရည်ရွယ်ထားခဲ့တယ်။ဒါပေမဲ့အာဆင်နယ်ကိုကမ်းလှမ်းတဲ့အချိန်မှာတော့သူ့ရဲ့ကစားသမားဘဝနောက်တဆင့်လည်းဖြစ်တယ်။ပြီးတော့အာဆင်နယ်လိုမျိုးချန်ပီယံလိဝင်ကစားခွင့်ရမယ်အသင်းတင်းတင်းဖြစ်တာဖြစ်တဲ့အတွက်အချိန်မဆိုင်မင်းတဲ့ချက်ချင်းအာဆင်နယ်နဲ့ပုံကိုယ်သဘောတူညီရာဝါတယ်။ပြီးတော့လည်း brand four ကိုသူပြောင်းကျင်တယ်ဗောလေ။လက်ရှိကမ်းလှမ်းလာတဲ့တန်ကြီးနဲ့သဘောတူဖို့ pressure ပေးတာဖြစ်တဲ့အတွက်အပြောင်းအလဲမြန်မြန်ပြီးစီးသွားတယ်။အခါကျကျွန်တော်အာဆာဒရိုက်တာဘလောက်ပဲတော်တော်အသေးကငွေဘလောက်ပဲရှိရှိတစ်ဖက်က မိခင်ကလပ်သင်းနဲ့ကစားသမားအပြောင်းညင်မှာဖြစ်တဲ့အပြောင်းရွှေ့တွေကအများကြီးပဲအဲဆိုနော့ကတ်အာဆင်နယ်ရောက်လာဆိုတော့ကသူကိုယ်တိုင်လာချင်တာပါလို့အာဆင်နယ်ကလည်းဒီကစားမောက်တကယ်တရဝင်းကန့်လန့်မှုပထမဆုံးချိန်ထဲတွင်ပြီးပြတ်သွားခဲ့တာပါတောမက်ပါတီကိုကျွန်တော်လည်းတမျောမိပါတယ်ဒါပေမဲ့နော့ကတ်ကတော့ဂျော်ဂျင်ယူထပ်ပို့ပြီးအပ်ဂရိတ်ဖြစ်ပြီးတော့ဇူီမန်ဒီကိုနောက်ကွယ်ရန်နေပြီးတော့ rotation ကောင်းကောင်းလုပ်ပြီးတော့ဝင်ဆော့နိုင်မဲ့ player ဖြစ်တော့ကျွန်တော်ကမှတ်ယူထားပါတယ် ညီကိုတို့အနေနဲ့ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပျော်ရမ်းဖြစ်ဖြစ်ကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စီမှာလာပြီးဆုတ်လို့ရပါတယ်ဘောလုံးပွဲတွေကိုတေးချာဆရာချာချာလောင်းနေတာဖြစ်ဖြစ်ရော်စားမှန်ကန်တဲ့ site တစ်ခုကိုရှာနေဆိုရင်တော့ကိုထွတ် site မှာလာပြီးတော့ဆုတ်လို့ရပါတယ်အမှဆုတ်မယ်ဆိုရင် Viber ဖုန်းနံပါတ်ညောက်ကို4669633 Telegram နံပါတ်3959839000တို့မှာဆက်သွယ်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ကျွန်တော်တို့ breaking news လေးနဲ့ပဲဖော်ပြလိုက်အောင်ဒီသတင်းကတော့အစ်စ်တော်မဟုတ်ဘူးဗျဒါပေမဲ့လာမယ့်ရာသီနီးလာပြီဖြစ်တဲ့အတွက်ထပ်မံဖော်ပြပေးတာမနစ်က17လပိုင်းတုန်းကတခါထွက်လိုက်တဲ့သတင်း2024 17လပိုင်းတော့ထွက်လာပါလိမ့်အဲ့ဒီသတင်းကမလို့ဆို Sensi report ဖော်ပြထားတာ2025 2026ဘောလုံးရာသီအတွက်မိတ်ဆက်လာတဲ့ပွဲချိန်အတွင်းဒါမီဒီယာပိုင်းဆိုင်ရာကိစ္စတွေပေါ့လေအဲကျွန်တော်တို့ဒီရိုက်ကူးရေးနဲ့ပတ်သက်ပြီးတော့ ဒီအသင်းတွေကဘလို့အစီအစဉ်တွေရှိတယ်ဘာတွေတော့ထူးခြားသွားတယ်ဘလို့လုံးလဲဆိုတော့သူတို့ကရှင်းပြထားတာအဲ့ဒါကကျွန်တော်ဘောလုံးပွဲကစားပြီးတော့ပထမပိုင်း45မိနစ်နားတဲ့အချိန်မှာကစားသမားတွေနီးပြတွေကိုမီဒီယာတွေကအင်တာဗျူးထားရေးလုပ်လို့ရတယ်အရင်တော့ကျွန်တော်ပွဲပြီးမှလောက်တာတချို့ဆိုပိတ်သက်မရှိတော့တဲ့အချိန်ရှင်းနေတဲ့အချိန်ဒီအင်တာဗျူးကလုံးနေတုံးပဲဒီပွဲပေါ်အမြင်ဘာတွေမှားခဲ့လဲနောက်ပွဲတက်ဘာတွေပြင်ဆင်ထားလဲဆိုကြိုက်တာမေးတာဒါပေမဲ့အဲ့ပထမပိုင်းပြီးရဲ့အချိန်မှာအာတီတာနေနဲ့မအားလို့ရှင်သူ့ရဲ့လက်ထောက်နီးပြ စတူဗီဗန်ဘတ်တို့ဘာတို့သူတို့ဖြေခိုင်းလို့ရတယ်နောက်ဆုံးနီးပြောက်ခွင့်တောက်ဖြစ်ဖြစ်ပေါ့လေဒါဖြေခိုင်းလို့ရတယ်အဲ့အတွက်တပိုင်းနောက်တစ်ခုကကြတော့ဒီပထမပိုင်းပြီးရဲ့အချိန်မှာဖြစ်ဖြစ်ဒုတိယပိုင်းမှာဖြစ်ဖြစ်လူစားလဲခံရပြီးတော့ကွင်းထဲကနေကွင်းပြင်ထွက်လာတဲ့ကစားသမောက်ကိုအင်တာဗျူးလို့ရတယ်အဲ့ဒီချက်အဲ့အဲ့အင်တာဗျူးမဲ့လူကဘလုံးဗျူးမလဲသိရတဲ့အတိုင်းပဲထွက်လာရတာဂျင်းနေရလား ခုပေါ်မှာဟောခြေစွမ်းပြတ်နေတယ်ထင်လားထွက်လာတဲ့အတွက်နီးပြောက်ကိုဘာတွေပြောကျင်လဲဒါဟောဗျာသိရမလားမီဒီယာတော့မီဒီယာလို့လုံးပါပဲအဲ့လိုအင်တာဗျူးလို့ရတယ်တဲ့ကဲနောက်ဆုံးတစ်ချက်ကကျတော့အဝတ်လဲကန်းအတွင်းပြောမယ်ဆိုလို့ရှိရင်တော့ဒါပထမပိုင်းပြီးလို့ဒုတိယပိုင်းမစခင်15မိနစ်အဝတ်လဲကန်းနေရအခြေအနေတွေကိုဒိုက်ရိုက်လိုက်လွတ်ပြီးတော့ပြသလို့ရတယ်မီဒီယာတွေကမီဒီယာလုံးပိုင်းကိုပို့ပြီးပေးလိုက်ပြီးပရီးမီယာလိဂ်ကိုမားကတ်တင်းစစ်လိုက်တဲ့သဘောမျိုးပါပဲကျွန်တော်ကြည့်ရတော့အဲ့တော့ဒီနေသားမှာတော့ဟို အဝလဲကန်တွေးရကစားသမားတွေရဲ့ emotion နဲ့ပတ်သက်ပြီးရိုက်ခွင့်ရှိရဲဒါပေမဲ့အရေးကြီးရဲ့နီးပြားရဲ့ tactical ဘိုင်းနဲ့ပတ်သက်တဲ့မှားကြတဲ့ဟာမျိုးတော့ဒါမရိုက်ဖဲနဲ့ထားရမယ်ဆိုပြီးတော့ပြောရပါလေအဲဒီနေရာမှာနောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်တော့ဒီ၃ခုတွေကတစ်ခုကိုလည်းလုတ်လို့ရတယ်ကျန်တာတွေကိုညင်းပယ်ထားပြီးမလုတ်လဲရတယ်ဆိုပြီးတော့ sensitive report ဖော်ပြသွားတယ်ဘာပြောပါ ဟိုပရီးမီးယားလိကတော့အမြဲတမ်းအခြားလိထက်တားတယ်ဆိုတာဒီလိုမျိုးအငင်းပွားဝယ်ရပုံစံမျိုးလိမကြာခဏ marketing ဆင်းလာလည်းရှိတာဟိုကိုရီခေါ်တဲ့ကစားသမားတွေကခက်ချင်းချင်းဆိုတော့ပရီးမီးယားလိဒိုင်နေတော့လာမေ့ရဒီမှာနှစ်ဖူးတွေတွေတွေ့ဦးမှာပါအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီမနက်ခင်းသတင်းတွေကတော့ဒီလောက်ပဲရပါတယ်အရင်တော့မထူးပါဘူး